မင်္ဂလာပါခဗျာအဲဒီကမြန်မာကနေပြီးတော့နိုဝင်ဘာလ26ရက်နေ့ကမ္ဘာတလောမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုကောက်နှုတ်တင်ပြပေးမှာဖြစ်ပါတယ်တင်ပြပေးလိုတဲ့သတင်းတွေကတော့တရုတ်နဲ့တင်မာနေစဉ်ထိုင်ဝမ်နီးကျွန်းပေါ်မှာဒုံးကျည်တွေဖြန့်ကျက်ဖို့ဂျပန်စီစဉ်လို့ဆက်ရတဲ့သတင်းငញ្ញိုင်းစီစဉ်ကို ရှေ့ဆက်လက်လှုပ်ဆောင်ရန်ယူကရိန်းသမ္မတဆလန်စကီးကသဘောတူတယ်ဆိုတဲ့သတင်းအမေရိကန်ကြီးတဲ့အတွင်းဝင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ EU မှာတွေ့ဆုံတယ်ဆိုတဲ့သတင်းအီသီယိုးပီးယားရဲ့မိတော်ပေါက်ကွဲမှုဟာဒေလီထိ ပြာတွေတွန့်ထက်လာတာကြောင့်လေကြောင်းလိုင်းအသည့်ပိချက်တွေထုတ်ပြန်ရတယ်ဆိုတဲ့သတင်းအာဂျင်တီးနားနိုင်ငံမှာစစ်ပလစ်ယောဂဖြစ်ပွားမှုနှုန်းစံချိန်တွေမြင့်တက်နေတယ်ဆိုတဲ့သတင်းနဲ့ထိုင်းနိုင်ငံတောင်ပိုင်းမှာအဆိုးအဝါဆုံးရေကြီးမှုနဲ့တွေ့ဆုံနေရတယ်ဆိုတဲ့သတင်းတို့ဖြစ်ပါတယ်။ပရမာသုံးတင်ပြပေးလိုတဲ့သတင်းပုတ်ကတော့တရုတ်နဲ့တင်မာနေစဉ်ထိုင်ဝမ်အနီးကျွန်းပေါ်မှာဒုံးကျည်တွေဖြန့်ကျက်ဖို့ဂျပန်စီစဉ်နေဆိုတဲ့သတင်းဖြစ်ပါတယ်။တရုတ်နဲ့တနမန်ရေးရာတင်းမှန်မှုတွေမြင့်တက်နေချိန်မှာ ဂျပန်စစ်တပ်ဟာထိုင်ဝမ်နီးရှိကျွန်းပေါ်မှာတာလက်ပြင်မျိုးစားမြေပြင်ကနေဝင်ဟင်ဒုံးကျည်တွေဖြန့်ကျက်ထားဖို့စီစဉ်နေတယ်လို့ဂျပန်ကာဝေးဝင်ကြီးရှင်ဂျီအိုကိုရီဇမှုကပြောကြောင်းသိရပါတယ်ပြောနိုင်ငံကတော့အဲ့ဒီစီစဉ်ကိုဝေဖန်ရှုတ်ချလိုက်ပြီးဒါဟာဒေတာတွင်းတင်းမာမှုတွေကိုဖန်တီးဖို့နဲ့စီရေးရရင်ဆိုင်ဖို့ရွေးချက်ရှိရှိကြိုးပမ်းမှုပြည့်ဖြစ်တယ်လို့နိုဝင်ဘာလ25ရက်နေ့မှာပြောကြားလိုက်တယ်လို့သိရပါတယ်ထိုင်ဝမ်ပေါ်ပြည်နိုင်ငံရဲ့တိုက်ခိုက်မှုဟာဂျပန်ရဲ့ရည်တည်ရေကိုချိန်ချောက်မှုဖြစ်တာကြောင့်စီရေးရတုံ့ပြန်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်တာကာအီချီကယခုလာမှပြောကြားခဲ့ပြီးနောက်ပြုံးတဲ့ဂျပန်တို့ကြောင့်ဆယ်စုနှစ်များစွာအတွင်းအဆိုးအဝါဆုံးတန်တမာရေးရာတင်းမာမှုတွေဖြစ်ပေါ်လာခဲ့တာဖြစ်တယ်လို့သတင်းများမှာဖော်ပြပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ငင်းငင်းရေးအစီအစဉ်တွေကိုရှေ့ဆက်လက်လှုပ်ဆောင်ရယူရိန်းကဆင်းသစ်ဖြစ်နေပြီးအငြင်းပွားစရာအချက်များကိုထရန့်နဲ့ဆွေးနွေးမယ်ဆိုပြီးဇလန်စကီးဆိုတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ရုရှားနဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်ထောက်ခံထားတဲ့မူပေါင်းတစ်ခုကို ရှေ့ဆက်လှုပ်ဆောင်ရန်အသင့်ဖြစ်နေပြီလို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီးကအင်္ဂါနေ့မှာပြောကြားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အငင်းပွဲချက်များကိုဆွေးနွေးမဲ့ဆွေးနွေးပွဲများမှာဥရောပမဟာမိတ်များပါဝင်သင့်တယ်လို့၎င်းကပြောကြားခဲ့ကြောင်းရိုက်တာသတင်းဌာနမှဖော်ပြပါတယ်အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေကဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အသေးပြောက်များဆုံးနဲ့အဆိုးအဝါဆုံးပဋိပက္ခကိုအဆုံးသတ်ဖို့သမ္မတထရန့်ရဲ့အစီအမံနဲ့ပတ်သက်ပြီးသူတို့ကြားလာကွာချက်တွေကိုရှင်းချဖို့ကြိုးပမ်းနေပြီး ယူကရိန်းဘက်ကတော့နေမြေတွေလက်ရုံးမှုတွေပါဝင်ရုရှားရဲ့အဓိကချက်တိုင်းသဘောတူညီချက်ကိုအင်အားသုံးပြီးလက်ခံခိုင်းမှစိုးရိမ်နေပါတယ်။ရိုက်တာသတင်းဌာနကမြင်တွေ့ခဲ့ရတဲ့အဆန္ဒရှိသော မာမိတ်များရဲ့ပူပေါင်းအဖွဲ့များမှရှေ့မင်းကွန်းပြောကြရာမှာဥရောပခေါင်းဆောင်များကိုယူကရိန်းနဲ့လူမျိုးရေးအာမခံတဲ့တပ်ဖွဲ့ချထားရေးမူပေါင်းတစ်ခုကိုအ мян ဆွေးနွေးချမှတ်ဖို့ရုရှားဘက်ကစစ်ပွဲကိုဆုံးသက်ဖို့ဆန္ဒမပြသေး ူကရိန်းကိုအဆက်မပြတ်ထောက်ပံ့ပေးနေဖို့ဥရောပခေါင်းဆောင်တွေကိုဇလန်စကီကတိုက်တွန်းခဲ့ပါတယ်။ယူကရိန်းနဲ့ပတ်သက်တဲ့လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တိုင်းမှာယူကရိန်းပါဝင်ရမယ်လို့ကျွန်တော်တို့ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ဥရောပရဲ့လုံခြုံရေးဆိုင်ရာဆုံးဖြတ်ချက်တိုင်းမှာဥရောပပါဝင်ရမှာဖြစ်တယ်လို့ဇလန်စကီကမင်းခွန်စာသားရသိရပါတယ်။ဘာကြောင့်လဲဆိုတော့ဘယ်နိုင်ငံတစ်ခုမှပြည်သူတွေရဲ့နောက်ကွယ်ကဆုံးဖြတ်လိုက်တဲ့အခါအလုံးမဖြစ်နိုင်တဲ့အန်ရဲဟာအမြင့်မြင့်မားနေတတ်တယ်လို့ဇလန်စကီကပြောတယ်လို့သိရပါတယ် ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့အမေရိကန်ကြီးတက်အတွင်းဝင်တဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ UAE မှာတည်ဆုံနေဆိုတဲ့သတင်းဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းကြားငြိမ်းချမ်းသောတူညီချက်အတွက်တမန်ဒေါ်နယ်ထရန့်ရဲ့အစိုးရရဲ့နောက်ဆုံးကြိုးပမ်းမှု၌အမေရိကန်ကြီးတက်အတွင်းဝင်တန်ဒရစ်ကိုဟာရုရှားကိုယ်စားလှယ်အဖွဲ့နဲ့နိုဝင်ဘာလ24ရက်နေ့ UAE နိုင်ငံအဘူဒါဘီမြို့မှာတည်ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ယူကရိန်းစစ်ပွဲဆုံးသက်ရေးစီမံတစ်ခုနဲ့ပတ်သက်ပြီး ၎င်းတို့အကြားကကွာဟမှုကိုကျင်းမြောင်းအောင်လှုပ်ဆောင်ရန်နှင့်အမေရိကန်စုပြစ်ချက်ကိုပုံမှုကောင်းမှုအောင်ပြောင်းလဲသွားစေရန်အမေရိကန်နဲ့ယူကရိန်းရာရှိများကသဘောတူခဲ့ကြပြီးနောက်အဘူဒါယီမှာတိုက်စုံမှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ရဲ့နောက်ဆုံးထပ်ပေါ်လာသော အချက်28ချက်ပါငြိမ်းချမ်းရေးအစိုးပြချက်ဟာကိဗတ်အစိုးရနဲ့ဥရောပကိုအငိုက်မိသွားစေခဲ့ပြီးမော်စကိုဘက်ကတာတာထူးထူးအလေးပေးထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့အားယူကရိန်းကလက်မှတ်ထိုးရန် ထရန့်အစိုးရကအလိုရှိနေသည်ဟုဆိုသောစိုးရိမ်မှုများထပ်မံထွက်ပေါ်လာခဲ့ကြောင်းသတင်းများမှဖော်ပြပါသည်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့အီသီယိုပီးယားမှာမီးတောင်ပေါက်ကွဲမှုဒေလီထိမီးတောင်ပြားတွေရောက်လာလို့ဒီကြောင်တိုင်းတွေအသိပေးချက်ထုတ်ပြန်ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အီသီယိုပီးယားမှာမီးတောင်ပြားတွေဟာအိုမန်နဲ့ယီမန်မှတဆင့်ပင်လယ်နီကိုဖြတ်သန်းပြီးအိန္ဒိယနိုင်ငံဒေလီထိရောက်ရှိလာတယ်လို့အိန္ဒိယမိုးလေဝသဌာနကပြောပါတယ်။အီသီယိုပီးယားနိုင်ငံရှိ ဟယ်လီကဗီမီးတောင်ပောက်ခွဲမှုဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့နနက်ကစတင်ခဲ့တာဖြစ်ပြီးမီးတောင်ပြာရီဟာပေပေါင်းထောင်ပေါင်းများစွာအထိလေထုတွေကိုနှံ့ထုတ်ခဲ့ပါတယ်မီးတောင်ပြာရီကြောင့်အိန္ဒိယမှာလေရင်ခီးစင်များစွာကိုဖျက်သိမ်းခြင်းနှောင့်နှေးခြင်းသို့မဟုတ်လမ်းကြောင်းပြောင်းလဲခြင်းတွေပြုလုပ်ခဲ့ရပြီးအိန္ဒိယလေကြောင်းထိမ့်သိမ်းရေးအဖွဲ့တွေကလေကြောင်းလိုင်းတွေနဲ့မီးတောင်ပြာရီရှိတဲ့နေရာတွေကိုရှောင်ဖို့ညွှန်ကြားထားပါတယ်မီးတောင်ပြာညင်ညမ်းမှုအစိမ့်ကိုရှင်းရှင်းလင်းလင်းမသိရသေးသောကြောင့်ကျောင်းကျင်သူများ ပြောကြားထားပေမဲ့အလွန်ညံ့ဖျင်းတဲ့ဒေလီရဲ့လေးရုရေးသွေးကိုထိခိုက်ဖွယ်ရာမရှိဘူးလို့ဆိုပါတယ်။ပြီးတော့ပြားတွေဟာပောက်ကွဲမှုတစ်ခုအတွင်းလေးရုထဲမှာအသေးငယ်ပွတ်တိုက်တဲ့အမုံတွေဖြင့်ဆူထားတဲ့တိမ်တိုက်တစ်ခုကိုဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ဒါဟာလေယာဉ်အင်ဂျင်တွေကိုပျက်စီးစေနိုင်ပြီးလေးရုတွင်းကိုလည်းညဉ့်ညမ်းမှုကိုဖြစ်စေနိုင်ပြီးမြေနိုင်စွမ်းကိုလျှော့ကျစေတာကြောင့်လေယာဉ်ပြန့်သန်းမှုတွေအတွက်အန္တရာယ်ဖြစ်လာနိုင်စေတာဖြစ်ပါတယ်။လက်ရှိပြီးတော့ပြားတွေရဲ့အမြင်ဟာပင်လယ်ရင်မျက်နှာပြင်ထက် 8.5ကီလိုမီတာကနေ15ကီလိုမီတာကြားမှာရှိနေပါတယ်လို့အိန္ဒိယမိုးလေဝသညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ဒါဟာဂျူရုလှုပ်ဆောင်ချက်တွေနဲ့ပြန်တမ်းမှုလှုပ်ဆောင်ချက်တွေကိုယာယီထိခိုက်စေမှာပါ။ဒါပေမဲ့ရာသီဥတုအချိန်လေးဒါမှမဟုတ်လေထုအရေးသေးကိုထိခိုက်ဖို့တော့မဖြစ်နိုင်ပါဘူး။မနေ့ညကအိန္ဒိယမြောက်ပိုင်းကိုရောက်ရှိခဲ့ပြီးပြုတ်ကိုဥတီနေပုံရတယ်လို့မစ္စတာမိုဝါပါထရာကပြောတယ်လို့သိရပါတယ်။ဆလန်တင်ပြပေးလို့တဲ့သတင်းပုတ်ကတော့ အာဂျင်တီးနားနိုင်ငံမှာစစ်ဖလစ်ရောဂါဖြစ်ပွားမှုနှုန်းစံချိန်တွေမြင့်တက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံမှာယခုနှစ်တွင်စစ်ဖလစ်ရောဂါခေါ်ကာလာသားကုဆတ်ရောဂါဖြစ်ပွားမှုနှုန်းစံချိန်တွေမြင့်တက်လာပြီးယမန်နှင်းနဲ့နှိုင်းယှဉ်ပါက20.5ရာခိုင်နှုန်းထိပုံပုံမြင့်တက်လာကြောင်းနိုဝင်ဘာလ24ရက်နေ့မှာအာဂျင်တီးနားကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဤကုဆတ်မှုဟာယောဂဖြစ်ပွားမှုစနစ်တကျစီးရင်ကောက်ခံမှုများမှာစတင်ခဲ့ပြီးအမြင့်မားဆုံးနှုန်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြပါတယ်။ဝန်ကြီးဌာနရဲ့အဆိုအရယခုနှစ်ပထမသတင်း44ဘတ်တာကာလာအတွင်းအာဂျင်တီးနားတဝမ်းမှာစစ်ဖလစ်ရောဂါကူးစက်ဖြစ်ပွားမှု36,902မှုထိရှိခဲ့ပါတယ်။နိုင်ငံလူဦးရေတသိန်းမှာရောဂါဖြစ်ပွားမှုနှုန်းဟာ2019မှာ65မှုရှိရာမှယခုအခါ63မှုထိမြင့်တက်လာတာဖြစ်ပါတယ်။အထူးသဖြင့်အသက်20နဲ့29နှစ်အကြားလူငယ်များမှာယောဂဖြစ်ပွားမှုနှုန်းအမြင့်မားဆုံးဖြစ်နေတယ်လို့သိရပါတယ်။ နောက်ဆုံးတင်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာအဆိုးအဝါးဆုံးရေကြီးမှုနဲ့တွေ့ဆုံနေရတယ်လို့ဆိုရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဟဲရိုင်မြို့မှာအဆက်မပြတ်မိုးရွာသွန်းနေပြီးအဆိုးအဝါးဆုံးရေကြီးရေလျှံမှုတွေနဲ့ကြုံတွေ့နေရတယ်လို့သတင်းများမှာဖော်ပြပါတယ်။ဟဲရိုင်မြို့မှာနေထိုင်တဲ့အလုပ်လုပ်ကိုင်းတဲ့မြန်မာရွှေပြောင်းလူသမားတွေကလည်းအများပြားရှိတာကြောင့်ရေပေးတဲ့သူတွေထဲမှာမြန်မာနိုင်ငံသားတွေလည်းပါဝင်နေပါတယ်။ဟဲရိုင်မြို့ထဲမှာဆိုနှစ်ထပ်အိမ်ရှိရင်တစ်ထပ်ကမြုပ်ပြီးအခုတော့ ရွှေ့ကြတော့မြမအချင်းချင်းဆက်သွယ်တိတ်မရှိတော့ဘူးအဲ့ဒီမှာအင်တာနက်လိုင်းလည်းပြတ်နေတယ်ပြည့်စစ်မီလည်းမရှိဘူးလို့ပြောကြားတယ်လို့သိရပါတယ်ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လုံးမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးချယ်ကောင်းလို့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ